ွေလင်တပ်ဖွဲ့ပြီးဖြစ်တယ်ဆရာဦးလာစော့ခေါ်ခပြားဆရာမခိုင်အောင်ခုနှစ်ဆယ်နှစ်ရဲ့အောက်မှုဖွဲ့အခမ်းအနားကိုဒီလာစစ်တီးယန်းကမေးဆောင်မှပြုလုပ်ခဲ့ပြီးသူ့ကိုလေးစားကြည်ညိုတဲ့သူတွေကတက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်ဦးလာစော့ရဲ့နိုင်ငံရေးအခြေရောကျွန်တော်တို့လူငယ်တွေရေးရင်တွင်းထဲမှာဘလောက်အတိုက်အတာကြီးရက်ခက်နေတယ်လို့ဆိုတာကိုပြတာဖြစ်တယ်ကျွန်တော်တို့တော့မသတိမမူတဲ့ဟာကိုဒီလူငယ်တွေသတိမမူပြီးတော့မှတော့ဒါမျိုးလုပ်ရမယ်ဒီလောက်လူတွေကိုစုအချိန်တိုအတွင်းမှာစုစည်းနိုင်တယ်ဆိုတာသူတို့ရဲ့ အဲ motivation တွေကလာတယ်ဆိုတော့ဦးလာဆိုတဲ့နိုင်ငံရေး influence ကလာတယ်တို့ဒီဘွားတက်တဲ့ချောင်းတိုက်ပြင်းတဲ့လူမျိုးတော့ပေးဆက်အနေနာခံမှုတွေပေါ်မှာတရားဂုံပြုခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒီအောက်မှုဖေအခမ်းအနားကို ASYC အပါဝင်ရခိုင်နိုင်ငံရဲ့သမားတွေနဲ့စာပေသမားတွေကဥဆောက်ကျင်းပခဲ့ပြီးရခိုင်လူမျိုးတွေနဲ့မြန်မာနိုင်ငံနဲ့လူမျိုးရေးနေပြည်အသီးသီးကလူတွေတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကိုတက်ရောက်လာတဲ့ရခိုင်ပြည်မြို့သားကောက်စီရခိုင်ပြည်တက်မတော် ANCA ကဘုံမှုချင်းမဲထန်းက ရခိုင်လူဖွေးစီတီကဦးဦးလာစောခေါင်းစဉ်နဲ့အမတ်တရားစကားပြောကြားတော့ခဲ့ပါတယ်။ဦးဦးလာစောအောင်မွေဖွေးအခမ်းအနားမှာရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကအထွေထွေတွင်မှုဦးမျိုးကျော်ကလည်းအမတ်တရားစကားပြောကြားခဲ့ပါတယ်။ဦးလာစောကွေလန်ချင်းအောင်မွေဖွေးအခမ်းအနားကိုမေးဆောက်ကရခိုင်မျိုးသားတွေအပြင်ဦးဦးလာစောရဲ့နိုင်ငံရေးမိတ်ဆွေတိုက်ဝိုက်တွေတက်ကြွလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပြီးဆရာဦးလာစောကိုဂုံပြုကြတဲ့ရက်ဖက်ခဲ့ကြပါတယ်။